လိန်လို့ညာလို့သိလွယ်တာပဲအပေါ်စားလူလိန်နေတောင်းမှကျွန်တော်တို့ကလိန်သွားမှာပဲမင်္ဂလာတုံမှာပြင်းမဲ့ဇေရန်လေးရှိတယ်အဲ့ဒီမှာလူတယောက်ကမွေလံမယ်ပြဆေးရောက်နေတယ်သူ PPI ကမွေစေးနာမည်ကြီးတာတခြားဟုတ်ပါယူလားသူကကချင်းပြည်နယ်ကတဲ့ရွက်တီခူးလာပြီးတော့တွင်းတာ အဲ့ဒီဟာကို BBI ကဆေးဖော်တာဒါကြောင့်မို့လို့အဲ့ဒီ BBI ဆေးကနာမည်ကြီးနေတာပေါ့ဟာကျွန်တော်ကလည်းတောင်းရင်လာရင်လည်းရက်ပြီးတော့နားထောင်ဒီကောင်မရိုင်းလာပါလားရိုင်းယူလို့ရတယ် BBI မွေဆေးကဘယ်သိရမှာမပါဘူးမွေစိတ်ကနေပြီးတော့အစင်းစင်းရင်ပါအောင်လုပ်ပြီးတော့မှဆေးဖြစ်နေပေါ်ဆက်ရတာ အဲ့ဒါကိုသူကသိရတည်နဲ့လုပ်တယ်အဲ့ဒီသိရကိုဘယ်လိုရဟိုးကချင်ပြည်နယ်မှာကချင်ကြီးလင်မယတောင်ရသွားခုတ်ခုတ်နေတဲ့မွေစိုးတကောင်ကကချင်မကြီးကိုခြိပမိုးပောက်အစွဲရနှစ်ခုပောက်သွားပောက်သွားတော့ကချင်မကြီးဘိုင်းငယ်နဲ့လဲကြသေးသေးကိုသွားတာငါမိမ့်မကိုပောက်တတ်တဲ့မွေငင်းလက်သေးပြီးတော့ကချင်ကြီးကတောင်ရတာနဲ့ ခုတ်ထပ်ပိုင်းပြတ်ထွက်သွားတယ်။မွေကြီးလည်းသေးအဲ့လိုတော့နောက်ထပ်မွေတကောင်ဆော့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 လာတယ်။နောက်လာတဲ့ကောင်ကမွေဒီတဲ့။ပထမသေသွားတာမွေမတဲ့။သူပြောတာပဲဘယ်လိုလောက်ခွဲတော့မသိဘူး။လာပြန်ပြီတကောင်မင်းလည်းသေပြီတော့ခုတ်မယ်လို့တော့အဲ့ဒီမွေကပြန်ဝင်သွားတယ်။ကြောက်တယ်ဒီကောင်ပြေးပြီလို့ထင်တာမဟုတ်ဘူးတဲ့ ခဏနေတော့သင်ရွက်တွေချီပြီးတော့ပြန်လာတယ်။အော်ထူးဆန်းပါလား။ဘာလို့မလို့ပါလိမ့်။ကချင်ကြီးကမခုတ်ဘူးကြည်နေတယ်။ထပ်ပိုင်းပြတ်သွားတဲ့မွေးကချင်သားနဲ့ခုတ်တာဗျ။နော်ပြတ်တယ်ဆိုတာလွန့်ထွက်သွားမှာ။မွေးကပြဲ့ငင်ငင်လေးနေတာမဟုတ်ဘူးဗျ။နော်ခုံပေါက်လွန့်ထွက်သွားတာလူလွန့်ပြီးတော့မသိခင်ကိုတော်တော်ခုံးနေအောင်မှာ။ဘယ်တော့ဝေးဝေးရောက်သွားတယ်မသိဘူး။ မဝေးတောင်မှခလန်းလန်းတော့ဖြစ်မှာပဲအဲ့ဒါကိုနောက်လာတဲ့မွေဒီကအဲ့ဒီပြတ်သွားတဲ့မွေမကိုတိတ်ပြီးတော့ဆက်တယ်စဉ်းစားစဉ်းစားအဲ့ဒီကောင်လက်လဲမပါဘူးလက်ပါတဲ့လူတော်မှချောကြီးကြီးမွေကိုတိတ်ဆက်ဖို့မလွယ်ဘူးတိတ်ဆက်ပြီးတော့တိုက်လာတဲ့တိရွက်ကလေးနဲ့အဆက်နေရာကိုပုတ်တယ် အမာရွတ်တော်မကြံဘူးအသက်ပြန်ရှင်သွားတယ်မွေးနှကောင်ဆော့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 တော်တယ်ဝင်သွားဟာဒီသေးရွက်တယ်စွန့်မလားကရှင်ကြီးကအဲ့ဒီသေးရွက်ကိုကောက်ယူသေသွားတယ်သူမိမချီပမိုးကိုပုတ်တယ်အမာရွတ်တော်မကြံဘူးမိမထထိုင်နေအဲ့ဒီသေးရွက်တွေကိုကျွန်တော်သွင်းတာပဲအခုကျွန်တော်မှနည်းနည်းတော့ပါတယ် ပူရလူရမယ်တစ်ခါသုံးကို200နောက်ကြရင်မရဘူးကျွန်တော်ထင်တယ်လေတစ္ဆက်မှယုတ်တိမရှိဘူးအပေါ်စားညံ့ဖျင်းနဲ့လိန်ညာနီးပဲဘသူမှဝယ်မှာမဟုတ်ဘူးအောင်းမင်းအလူရဝယ်ကြတယ်အလူရဝယ်ကြတယ်နည်းနည်းပဲပါတယ်ဥရလူရမယ်ဆိုတာကုံလည်းမသွားပါဘူး ။အိုးယင်လေးစရာကောင်းလိုက်တာ။ကျွန်တော်စိတ်ထဲမှာပင်မဆင်းရဲတဲ့။အိုးငါတို့လူတွေလိန်လို့ညာလို့လွယ်လကြီးလား။လွယ်လကြီးလား။ဒီတိုင်းပြည်ဘယ်လိုလုပ်ရပါမလဲ။သိရင်လေးစရာကောင်းပါလေစာဖတ်ရင်ဒီလိုမခံရဘူးစာမဖတ်ရင်အလိညာမျိုးမျိုးခံရစာဆိုမျိုးမျိုးဖတ်ကျွန်တော်ကဟိုတော့ကဒီ ဟိုဘုဇုတ်ဈေးရှိပဲနာမလျာပြင်ဈေးဆိုတာရှိတယ်အဲ့လျာပြင်ဈေးထဲမှာမျက်လဲပြနေပြန်နေကျွန်တော်လည်းအဲ့ဒါမျိုးကိုဝါသနာပါတယ်ကျွန်တော်သွားရက်ကြည့်တယ်ဟန်ကြတယ်ကျွန်တော်အရက်ကရှည်တော့နောက်ကနေကြည့်ရင်လည်းကုံမြင်ရတယ်အဲ့ဒီမှာကလေးတယောက်ကိုပြိသက်တဲ့ရွေးထုတ်ရွေးထုတ်တော့ तू ကခေါ်တာပါတယောက်တော့လာပါဘယ်မှာမထွက်တော့အဲ့ကောင်လေးတယောက်ထွက်လာတယ်။အေးဟန်ကြတယ်ငါညီလား။ရ။ တကယ်တော့သူ့လူပါပဲအလံရှူးပါပဲသူထဲထားတာအဲ့တော့မင်းကငါစိတ်ညှို့မယ်တဲ့မျက်လုံးကိုအဝတ်နဲ့ကြီးနေစီးထက်ထက်ပတ်ပြီးစီးဘာမှမမြင်ရတော့ပါ မမြင်ရတော့ပါမတ်တရက်ရက်နေရက်နေငါကြီးနောက်ကနေပြီးတော့နောက်စီကိုကြည့်ပြီးတော့စိတ်ညှို့တယ်စိတ်ညှို့တယ်မကြဘူးပါဘူးဗျာနောက်စီကိုကြည့်ပြီးစိတ်ညှို့ရတယ်ဆိုတော့မရှိပါဘူး စိတ်ညှို့တယ်ဆိုမျက်လုံးကိုကြည့်ပြီးညှို့ရတာနောက်စီကြည့်ပြီးညှို့ရနေဟိုကောင်ကဘိုင်းကနေပြက်လဲတယ်လဲမှာပေါ်သူ့လူပဲအဲ့မှာသူကနောက်ကနေဖမ်းထားတယ်အေးစိတ်ညှို့လို့ရပြီအခုချိန်ကစပြီးတော့ငံမြင်နာတွေကိုမင်းကုံမြင်ရမယ်ကျွန်တော်စိတ်ဝင်စားတယ်ဘာလုပ်မလဲကြည့်အဲ့လူကကောင်းငင်မော့ကြည့်ကဲအခုကောင်းငင်မှာ ငါဘယ်နဲ့ကောင်ရှိလဲကွအကုန်လုံးမော့ကြည့်ကြတယ်ဟိုကောင်မော့မကြည့်ပါဘူးမျက်နှာလဲဝစီတာသည်ငုံရကပဲနှစ်ကောင်ဟောကနေလက်ခုပ်တွေတီးတယ်ကျွန်တော်လည်းတီးတယ်ဟာကောင်းလိုက်တာဘယ်လိုလုပ်လိုက်မှမသိဟိုကောင်မမြင်ရဘဲနဲ့နှစ်ကောင်လို့ပြောတယ်မော့ကြည့်မယ်အေးဒီတခါတော့ဘယ်နှစ်ကောင်လဲကွဟိုကောင်ကစဉ်းစားပြီးမှတကောင်ဟာ ကျွန်တော်တို့လက်ခုပ်ပြီးရပြန်ပြီအဲ့ဒီငှက်ကဘဲကိုပြန်သွားတာလေကွတောင်ရက်ကိုပြန်သွားတယ်တီအောင်လက်ခုပ်ဟုတ်တယ်ဗျာကြီးကန်းကတောင်ကိုပြန်သွားတယ်ဟာဒီကောင်မမြင်ရဘဲနဲ့ကုန်သိအဲ့ဒီကောင်ရဲ့နောက်ဖက်မှာရှိတဲ့မိမတယောက်ကိုလက်ညှိုးထိုးပြတယ်သူကဘာထူးကြလဲကွဟိုကောင်ကဟိုဘက်မှာလှဲ့နေတာဝတ်နဲ့လက်စီထားသေးအဲ့ဒီကောင်ပြောတယ် မျက်မှန်ပါတယ်ကျွန်တော်တို့မှလက်ခုပ်တီးတီးနေရတာဟုတ်တယ်ဗျာမျက်မှန်ပါတယ်ခဏနေတော့တီလူလက်မှာပါရှိတယ်လဲကွစီးကလက်ရှိတယ်အကုန်မှန်နေဗျာအဲ့မှာမျက်လက်ဆရာကပြောတယ်သိကျင်သလားသိကျင်သလားသိကျင်နှစ်ချက်နှစ်ချက်ဟာ तू ကတော့မဆိုးဘူးပညာကိုရောင်းစားတာ တလက်မလောက်ရှိပါတယ်ဗျာရှည်ရှည်လေးဆရွက်ကလေးရောင်းတာကျွန်တော်လည်းသိကြတာနဲ့နှစ်ချက်ပေးခဲ့ရအဲ့တော့နှစ်ချက်ကအတော်တန်ပါတယ်အဲ့နှစ်ချက်ပေးခဲ့အဲ့ဒါလေးကျွန်တော်ဖတ်ကြည့်ဟာလွယ်လွယ်လေးဗျာသိတော့လေလွယ်လွယ်လေးကဲအခုငှက်ပနကောင်လဲဟိတ်ကဲတို့ကိုင်းတို့ကကြီးနဲ့စရင်အဲ့ဒါနှစ်ပဲနှစ်ကောင်ဒီနေ့ကျွန်တော်တို့က ဟိုချဲထိုးနေတဲ့နှလုံးထိုးနေတဲ့ကောင်းနေဒါမြန်ကျွမ်းပါအေးအခုကဘယ်နှကောင်လဲကွအေးဆိုတော့တကောင်ဒီငက်ကဘယ်ကိုပြန်သွားတာလဲကွအဲ့လိုမင်းရင်တော့တဲ့မင်းကဘာမှစဉ်းစားမနေနဲ့တောင်ရက်ကိုပြန်နေတာပြောလိုက်တော့ငါကအဲ့ဒီငက်တောင်ရက်ကိုပြန်မှမေးမှာမြောက်ပြန်ရင်မမေးဘူးဘုကောအပိုင်မယ် तू ကဘာထူးခြားသလဲกว่าလို့မင်းမျက်မှန်ပါတယ်လို့သာဖြေလိုက်မျက်မှန်မပါတဲ့လူကငါမပြဘူးကွာသူတို့ချင်းချင်းညှိထားတာဒီလူလက်မှာဘာရှိသလဲစီကလက်ရှိတယ်စီကလက်ရှိတဲ့လူကိုလိုက်ရှာရတာအဲ့လူတွေ့မှ तू ကမေးတာနှစ်ချက်နှစ်ချက်တန်းတာဗျာတန်းတယ်အဲ့ဒါကိုဘိုးတော်ဘွားတော်တွေအဲ့လိုလိန်စားနေတာရှိတယ်ကျွန်တော်မိတ်ဆွေတယောက် ပတ်စံတက်နိုင်တယ်သိတယ်။နှစ်ဖြင်က10နာရီလာခဲ့။ဘိုးတော်ကချိန်ထားတယ်။သွားတယ်။သွားတဲ့ခါကျတော့တင်းနေ3 5 6 9 10ခုစပွဲပေါ်မှာကဏန်ကိုလုံးရေးထားတယ်။ကဲကိုမြင့်အဲ့ဒီကဏန်ကိုလုံးเนี่ยခမည်းကြိုက်တဲ့ကဏန်ကိုရွေးလိုက်။နေဦးနေမရွေးခင်ခမည်းကိုပညာပြ ဆရာဆရာကလေးတွေယူလိုက်ယူလိုက်ပြီးတော့ဘုရောကရေးတယ်စာလေးရေးတယ်ရေးပြီးတော့ခမားရွေးမဲ့ကနန်းကိုကျွန်တော်ကျူရေးထားမယ်ရေးထားမယ်ရေးပြီးပြီဆရာသူစပွဲအန်ဇွဲတဲ့ရှင်အန်ဇွဲတဲ့ကိုထက်လိုက်ကဲကိုလူရွေးတော့ဟိုလူကကိုကနန်းကိုထောက်တယ်ဘုရောကပြုံး ပြုံးပြီးတော့ကြော့ကြည့်တော့ပေးလိုက်ကိုမြင့်ကိုကနန်းကိုရွေးလိုက်မိဟုကြိုတင်ဟောကိန်းထုတ်ထားသည်ဟာဟိုလူကြည့်ချက်ကိုအားပြန်လာမရေခင်ကလေးကသူကြိုရွေးထားတာကိုကောင်ကဘာရွေးအမှန်တော့မသိသေးဘူးမသိသေးဘူးအဲ့တော့ကိုလူကပြောတယ်ကောင်းလားကောင်းလားဘိုးတော့မကောင်းဘူး ဒုက္ခရောက်မယ်ကိမ့်မယ်စိတ်မကောင်းဘူးအဲ့ဒီမှာဓာတ်ရိုက်ဓာတ်ဆင်းနေခိုင်းတော့တာပဲငါးသောင်းကုန်သွားပါလေတကယ်ကတော့အဲ့ဒီအန်ဇွဲထဲမှာကိုမြင့်တက္ကနန်းကိုရွေးလိမ့်မည်ဟုကြိုတင်ဟောကိန်းထုတ်ထားသည်အဲ့ဒီစာရွက်ရှိနှစ်ကနန်းကိုရွေးလိမ့်မည်သုံးကနန်းကိုရွေးလိမ့်မည်အိုးကိုမျိုးစလုံးရေးထားတာဘယ်ဟာရွေးရွေး အခုနထဲ့တာကောင်းမဟုတ်ဘူးသူအစင်းသိရှိပြီးသားတက်ကန်ဒီကိုတီသူရွေးတဲ့ကောင်းကိုကောက်ထုတ်ပေးတာပဲလိန်ညာနီးတွေပါပဲအဲ့တော့စာတွေကိုအများကြီးဖိုက်တည်တယ်ပဇဟိုင်းဥမတ်မြင်နေပါဏတ္တပြောတာအပွေးမြင်အပင်တည်တယ်အသွေးမြင်အသွင်တည်တယ်နော် ပုံတရန်နဲ့အတွင်သရုပ်ခွဲခြားပြီးတော့ကြည်နိုင်တယ်ဆက်ဆက်ပြီးတော့သိနိုင်တယ်အဲ့ဓာတွေကဉာဏ်ပညာတွေပဲစာရီအများကြီးဖတ်ရအဲ့ဒီလိုသိနိုင်ပါတယ်လူတွေကို ပြောချင်ပါတယ်မိမိကိုယ်ကိုမြင့်အောင်မြင့်ညာစမ်းပါစာရီကိုအများကြီးဖတ်ကြစမ်းပါအရင်ကလည်းဖတ်နေပါလိမ့်မယ်အခုလည်းဆက်ပြီးတော့စတဲ့တဘိုးတိုးပြီးတော့ဖတ်ကြပါ